ခက်မှာဆုံးမသွားတဲ့အချိန်မှာဒီအူကနောင်တရတော့လုံးဝဝနောက်ကျသွားပြီပေါ့အခုချိန်မှာပြည်သက်တွေကတော့အရန်ရန်ကိုစိတ်ဝင်စားနေကြတာဒီဟောက်ဦးနဲ့ခက်ခက်မှာရဲ့အချိန်တွေကပြန်လဲအဆင်ပြေပါမလားပေါ့နော်ခက်ခက်မှာကသူမသူမဖြစ်နေတဲ့ဒီဟောက်ဦးအပေါ်မှာယုံကြည်ချက်ကတရားရခိုင်တော့ပါပြည့်ရတဲ့ငယ်ချင်းကဒီဟောက်ဦးကဖောက်ပြန်နေကြောင်းလာပြောတဲ့အခါမှာခက်ခက်မှာကရီတော်ရီလိုက်ပါသေးတယ် လုံးဝမဖြစ်နိုင်ဘူးလို့ခက်ခက်မှာကနော်တွေးထားပုံရပါတယ်ဒါမဲ့သူတို့ရဲ့သားလေးကသူတို့စီမှာပြန်လာနေမယ်လို့လက်ခံလိုက်ပြီးတကာလာမှာခက်ခက်မှာကအယံပြောနေတယ်ပေါ့လေအယံပြောလုံပြီးတော့တယောက်ကြောက်ကိုဖုံးဆက်တဲ့အခါမှာတော့ဖုံးဆက်လို့မရဘူးဆိုတော့နောက်ဆုံးမှာတော့ဖုံးကင်နဲ့ဖုံးကင်တဲ့အခါမှာဒီဟာဦးရဲ့မရင်ငယ်ကကင်နေဒီဟာဦးကဘေးမှာအိတ်နေကြောင်းနော် ပြောလိုက်တဲ့အခါမှာတော့အခင်မကမြေတပေါက်ပေါက်ချပြီးတော့တယောက်ချားကိုနော်လုံးဝယုံကြည်ထားတာအဲ့ဒီမှာပဲသူအယုံကြည်ရဆုံးသူယုံကြည်ရဆုံးလူကသူ့ကိုဒီလိုမျိုးလှုပ်သွားတာအင်မတန်မှသူ့ကိုသူတော်မယုံနိုင်ခဲ့ပါဘူးဒီဟာဥကိုဒီအကြောင်းပြောတော့လေဒီဟာဥကဘာပြန်ပြောတဲ့လေခက်ခက်မှာကဖောက်ပြန်ခြင်းလို့အခုလိုမျိုးသူ့ကိုလာရောက်ဆွဆွဲနေတာဆိုပြီးတော့ပြောပါတယ်နော်ပြီးတော့ဒီဟာဥဒီဟာဥအကြောင်းပြောမယ်ဆိုရင် ဒီဟာဥကအခုလိုမျိုးအခြေအနေတွေရောက်ရှိပြီးတဲ့တကာလမှာသူ့ဟောက်ကိုပြန်လည်ပြင်ဆင်မယ်ပေါ့နော်ပြန်လည်ပြင်ဆင်မယ်ဆိုတော့လို့တော့ဘာဖြစ်လဲအဲ့ဒီကနေရုံးထွက်လို့မရတော့ဘူးဟိုဘက်ကငရင်မရင်ငယ်ကအသိန်းကိုလိုက်ပဲကတ်နေတော့တာပဲနော်ဒီဟာဥကလွယ်လွယ်ကူကူသွားချက်လို့မရတော့ဘူးဟိုဘက်ကမရင်ငယ်ကပတ်စံနေနော်ဘလဟောရနေခါကျတော့ဒီဟာဥကိုအပိုင်ချန်လိုက်ပြီနော်ဆိုတော့ပေါက်ပြန်ပြီးတဲ့သူကနော်ဒီမှာပြောချင်တာတစ်ခါပေါက်ပြန်ပြီးသွားပြီဆိုရင် အဲ့ဒီကနေရုံထက်နိုင်ဖို့ဆိုတာလုံးဝမလွယ်ဘူးတော့တို့အပြင်လောကမှာလည်းတွေ့ရပါတယ်တစ်ခေါက်လောက်ဖောက်ပြန်နေပြเนาะအင်ထောင်လေးကွဲသွားပြီဒါအင်ထောင်တင့်နေဖောက်ပြန်နေဆိုလို့အင်ထောင်တင့်နေအကောင်းမမို့ဒါကျွန်တော်တို့ဘဝအသစ်တူဆောင်မယ်လို့အလုံးစုံတွေးထားကြတယ်ဒါမဲ့ဘယ်ဟုတ်မလဲအဲ့ဒီအပြင်နောက်တယောက်နေပါထပ်ဖောက်ပြန်ပြီးတော့နောက်ထပ်အင်ထောင်မှာထပ်ပြူရယ်ဗျာတို့ဒါကြောင့်မလို့ပြောတာပေါ့เนาะတစ်ခေါက်ဖောက်ပြန်ပြီဆိုရင်အဲ့ဒီဖောက်ပြန်မှုကနေရုံထက်ဖို့တော့မလွယ်ဘူးတော့တယ်လို့ နောက်ထပ်เนาะအစ်အစ်တွေနဲ့ဖောက်ပြန်မှုတော်လေးဝမ်လေးကြောတာကိုတွေ့ရပါတယ်။တချို့ကကျတော့မမိအမောက်ကိုမမိအတီးပြီးတော့တကယ်လေးပြန်လဲပြင်ဆင်နေသူရှိပါတယ်။ဒါတော်လေးခက်ခဲတဲ့အရာပါเนาะ။ဒါကြောင့်မလို့မဖောက်ပြန်မိဖို့အရန်အရန်ကိုအရေးကြီးပါတယ်။အခုဒီဟောက်ဦးဖောက်ပြန်တဲ့ကိစ္စကတော့သူမိမတီးသွားပြီလုံးလုံးလုံးဝလုံးဝမယုံနိုင်ခဲ့ဘူး။သူအယုံကြည်ရဆုံးသူမှသူပဲဖြစ်နေတယ်။เนาะသူ့ကိုအရန်ချစ်ပါတယ်ဆိုရယောက်ျားကအခုလိုမျိုးဖြောက်ဖောက်ပြန်သွားတာက ခက်ခက်မှာအတွက်အောင်းအောင်လို့မဆုံးပါဘူးခက်ခက်မှာသေဆုံးသွားတဲ့အချိန်ကြမှာဒီဟုတ်ကနောင်တရရယ်နောင်တကနောက်ကျသွားလီပြီးနော်ဘာမှလှုပ်ရှားလို့အရာသူ့ရဲ့စိတ်ထွက်ပေါက်အနေနဲ့မိမာတွေနဲ့ဖောက်ပြန်နေအရက်တောက်တယ်အစတုန်းကတော့ခက်ခက်မှာဘာလှုပ်လို့ခက်ခက်မှာရဲ့အနိုင်ကျင့်မှုတွေကိုအရန်ချစ်ပါရယ်ဆိုရဲအချောင်းပြချက်တခုတည်းနဲ့ဒီဟာဦးကခေါင်းညိတ်ခံခဲ့တာဖြစ်ပြီးတော့နောက်ပိုင်းမှာတော့ဇာတိမှန်ပြလာတဲ့အခါကျတော့ ူကသူ့မိမကသူ့ကိုအခုလိုမျိုးနိုင်ကျင်တာသူ့ကိုသူ့ရဲ့ယောက်ျားတယောက်အနေနဲ့တန်ဖိုးမထားလို့အိမ်ဦးနဲ့အနေနဲ့မဆက်ဆံလို့ဆိုရဲအကြောင်းပြချန်ပေါင်းများစွာနဲ့သူ့မိမကိုပြန်လဲပြီးတော့နှိမ့်ဆက်တယ်ဒီလိုပြောလို့ခက်ခက်မှာကိုအကောင်ပြောရမဟုတ်ပါဘူးခက်ခက်မှာနဲ့ဒီဟာဦးရဲ့အမေကြီးမှာရန်ညိုပေါင်းများစွာရှိဒီအောင်နေ့တရားကိုရွက်ကြရင်နဲ့ဒီဟာဦးရဲ့အမေသေးဆုံးတဲ့အချိန်မှာနော်ခက်ခက်မှာကိုဒီဟာဦးတို့ရဲ့အိမ်ဖော်ကလာပြောတဲ့အချိန်မှာ ခက်ခဲမှာကတော့တစ်ထီအခြေအနေဆွေးရမယ်လို့မထင်ထားခဲ့မိဘူး။ရွေးချင်တဲ့အနေနဲ့တီဟာဥကိုတော့သူ့အမေဆုံးတော်မယ်ဆိုတဲ့စကားကိုမပြောခဲ့တာပါ။ဒါမဲ့တီဟာဥဟာသူ့အမေဆုံးရတာခက်ခဲမှာကြောင်းဆိုပြီးတော့နော်။သူ့အမေရဲ့နောက်ဆုံးအချိန်မှာတော့မတွေ့ခဲ့ရတာဖြစ်တဲ့အတွက်ခက်ခဲမှာကိုအဲ့ဒီမာသခူရဲနဲ့တစ်သက်လုံးရန်ညူဖွဲ့ပြီးတော့လှုပ်ချင်တိုင်းလှုပ်မိမရီနဲ့ဖောက်ပြန်ခြင်းနဲ့ဖောက်ပြန်နေတဲ့ဒီဟာဦးခက်ခက်မှာတည်ဆုံးတဲ့အချိန်ကြတော့နောင်တရပြီလေ တကယ်မှာဟာအဲအမားကိုပြင်ဆင်ရင်းနဲ့ဘလောက်ပဲကောင်းအောင်နေပြနေကြဒီဟာဦးရဲ့အချစ်ကိုတော့ပြန်မရခဲ့ပါဘူးအမိုးမြစ်တွေမကုန်ခန်းမချင်းတော့ဒီဟာဦးရဲ့အချစ်ကိုကက်ခက်မှာပြန်ရနိုင်ပါအောင်လားကက်ခက်မှာသေဆုံးသွားတဲ့အချိန်မှာဒီဟာဦးလည်းနောင်တရနဲ့ပြေးပိုင်ရင်ဘဝကိုကုန်ဆုံးသွားရလေတဲ့မိမဖြစ်သူကက်ခက်မှာကိုအညိုတီထားပြီးတော့ရုံမှနေတဲ့ဒီဟာဦးကိုတနိုင်ကလုံးဝပြည်စတိက ရိုက်တက်ခြင်းနေကြပြီလေဖြစ်ပါရီခေခေမဟာလေသူမှားခဲ့တဲ့အမှားတစ်ခုတော့ယောက်ျားဖြစ်သူရဲ့အခုလိုမျိုးမုံတီခြင်းတွေစော်ကားခြင်းတွေကိုဒီကံခဲ့တာဖြစ်ပြီးတော့အကောင်ဆုံးနေထိုင်ပြပေမဲ့အချိုးလေးသက်တောင်ပြောင်းလဲမလာတဲ့ဒီဟာဥကိုဘာမှလည်းမလုပ်နိုင်တော့ပဲနဲ့မြေရီတွေသာသူ့ရဲ့ထွက်ပေါက်ဖြစ်ခေခေမကအသုံးချနေရပြီအဲဒါကြောင့်မလို့ပြောကြတာလားတော့မသိဘူးယောက်ျားရီရဲ့စိတ်ထွက်ပေါက်ကမိမာနဲ့အရဲ့မိမာရီရဲ့စိတ်ထွက်ပေါက်က မြည်ရည်တွေပဲရှိတယ်ဆိုပြီးတော့ပြောကြတာမှန်နေပြီထင်ပါရဲ့နော်ခုတော့အမားလေးတခုကြောင်းနေမိမဖြစ်သူကက်ခက်မာကိုရက်ဆက်ချင်တဲ့ရက်ဆက်နေတဲ့ဒီဟာဦးဟာကက်ခက်မာဒီမှာနောင်တရခဲ့ပြီနော်ဒီဟာဦးဟာကက်ခက်မာနဲ့အင်ထောင်ချကလေးကနေဘယ်အလုတ်ကိုမှမမေရရမလုပ်ဘူးချစ်တယ်ကြိုက်တယ်ဆိုရဲနော်အနေထားတခုနဲ့ပဲအင်ထောင်တခုကိုတီးဆောက်လာခဲ့တာအပြင်လောကမှာတော့ဒီဟာဦးလူမျိုးယောက်ျားမျိုးကိုယူမှာမဟုတ်ဘူးကက်ခက်မာပဲသူတို့စီးပွားချမ်းသာဖို့တော့ ကြိုးစားခဲ့တာနောက်ဆုံးခက်ခဲမှနဲ့စိတ်သဘောထားခြင်းမတိုက်ဆိုင်တဲ့တခုလေးနဲ့ဒီဟာဥကဖောက်ပြန်တယ်အဲဒါကြောင့်မလို့ပြောတာယောက်ျားကလေးတွေကစချစ်တယ်စက်ချစ်ရတာကမိန်းကလေးဒီစကောပုံကတကယ်ကိုမှန်နေပြီဆိုပြီးတော့ပြည်သက်တီကတော့ပြောဆိုနေချပြီလေပြောပါရီဒီဟာဥကအစပိုင်းမှာတော့ခက်ခဲမှပါအပြစ်ပဲလုံလုံခွင်လွန်နိုင်တဲ့အနေထားတခုကိုပြပြီးနောက်ဆုံးမှာတော့ခက်ခဲမှရဲ့သူလက်မခံနိုင်တဲ့အကျင့်ကြောင့်တခြားသူနဲ့ဖောက်ပြန်ရသလားအားတွေကိုပြည်သက်တီကမချိုက်တာပါ ခက်ခဲမှာအနေနဲ့လေဒီဟာဦးရဲ့အမေကအဲ့လောက်တက်တိအစိုးမဲမထင်လို့ဒီခါနီးအချိန်မှာတော့ပြောက်ကြကိုမပြောဖြစ်တာအခုတော့ဒီဟာဦးကအဲ့အပြစ်ကလေးကိုရှာပြီးအပြစ်မှာဖောက်ပြန်ခြင်းတိုင်းဖောက်ပြန်အဲ့ဒါကြောင့်မလို့နိုင်ငံလုံးကဒီဟာဦးကိုအစကတော့ချစ်သက်တဲ့ကောင်းလေးမို့လို့အားပေးတာအခုတော့သွားပါပြီဆိုပြီးတော့ပြောဆိုနေကြပြီလေဖြစ်ပါတယ်အမုံမြေဇလန်တွဲကတော့မြန်မာပြည်သူပြည်သားတွေကြားထဲမှာအင်မတန်မှစိုက်ဆံလွန်းလို့လူကြိုက်များနေတာပဲဖြစ်ပါတယ် မုံမြင်ဇလန်တွဲမှာအချစ်တစ်ခုကိုပဲဦးစားပေးပြီးတော့တနာကိုပဲဦးစားပေးပြီးတော့ ိမ်ထောင်စောစောပြူရင်မိမိမှာပါမှမဖူလုံပဲနဲ့တော့ပညာရေရောသူတို့ပစံရောပါမှတော့အသက်မွေးဝမ်းချောင်းနဲ့တကူမှမဖူလုံပဲနဲ့ခုလိုမျိုးမပြေစုံတဲ့ဘဝနဲ့အိမ်ထောင်ပြူလိုက်လို့ရှိရင်ဘလောက်တည်းထိမိမိတို့အိမ်ထောင်ကဒုက္ခရောက်သွားနိုင်ချောင်းနဲ့တော့အိမ်ထောင်ရင်မှာနောက်ပိုင်းမှာခုလိုမျိုးတရောင်းနေတရောင်းနားလေသဘောမပေါက်နိုင်ဘူးဆိုရင်တော့အိမ်ထောင်မှာဖောက်ပြန်မှုတွေလေးရှိနိုင်ချောင်းနဲ့တော့ရောက်ခမရီချောင်းမိမိတို့သားသမီးတွေရဲ့နော် အင်းချောင်းကြီးကပြပြနိုင်ကြောင်းเนาะကျွန်တော်တို့ကုသားကလွဲလို့ကုသမီးကလွဲလို့เนาะမချစ်ခင်နိုင်ပဲနဲ့เนาะချွေးမာရီဟလာတရားရီကိုရကမာရီအနေနဲ့လေကုသားသမီးတော့မချစ်တဲ့ခါကျတော့ဘယ်လိုမျိုးဒုက္ခတွေဖြစ်လာနိုင်တလဲဆိုတာမျိုးကိုเนาะဒီအောင်နေ့တောင်အညှူထားရင်ကနေနောက်ဆုံးမှာเนาะဒုက္ခရောက်သွားကြတဲ့သူတွေကတော့မျိုးစားပင်ဖြစ်သွားကြတဲ့သူတွေကတော့ကျွန်တော်တို့သားသမီးတွေပဲဖြစ်တယ်ဆိုတာเนาะကျွန်တော်တို့ဒီဇက်ကကမိမောင်ထူပြသွားတာပဲဖြစ်ပါ ဟုတ်ပါရယ်เนาะအခုချိန်မှာမိဘတွေအရန်ကိုပြင်ဆင်ရမယ့်အရာကမမိတို့သားသမီးတွေဟာစိတ်ဓာတ်ရာတွေနဲ့เนาะမကြည်ပြင်းစေဖို့အတွက်မမိတို့မိဘတွေပဲအထူးလေယူဆိုင်ချဖို့အတွက်ဒီစကားကမိမောင်းထူပြသွားရပြီဖြစ်ပါတယ်ယောက်ျားမတွေကြောင့်เนาะအိမ်ထောင်မိသားစုဘယ်လောက်တည်းထိပြူကွဲနိုင်တယ်လဲဆိုတာကိုเนาะပြသသွားခဲ့တာပါ ယောဂမနဲ့ချိမရဲ့ပြဿနာကိုပြောရမယ်ဆိုရင်နော်အထူးသဖြင့်တော့အခုကျွန်တော်ပြောပြသွားမယ့်အရာကယောဂမတွေရဲ့နော်ဝင်ရောက်ဆွတ်ဖက်မှုတွေကြောင့်အင်းထောင်ပြရတဲ့ကိစ္စကိုပြောချင်ပါတယ်ချိမနဲ့ယောဂမဇလန်းတွေများပဲမဲ့ယောဂမနဲ့သမက်အဆင်မပြေတာတော့တတော်လေးကိုရှားပါတယ်ဘာလို့လဲဆိုတော့သမီးကိုစိတ်ဆင်းမရဲစေချင်လို့သမက်ကိုကောင်းကောင်းဆက်ဆံပေးကြတယ်ချိမကြငါတို့ကသားရှင်ကြီးစိတ်ဆရာမလိုဘူးဆိုတဲ့အနေထားနဲ့နေကြတယ် ။ယောက်ျားလေးဘက်ကအမဲအသာကြီးပဲ။ငါသားရှာကျွေးတဲ့ငါသားကအင်ထောင်ဦးစီငါသားထားခဲ့ရင်နေမဲ့တခုလက်ဖြစ်မှာ။ဗားရှင်ဆိုရင်မမနာရီနဲ့ခွဲခြားဆက်ဆံသားတွေအများကြီး။သမီးကလေးမွေးကြီးငါသမီးလေးပင်ပန်းမဲ့မိဘအိမ်လာနေပြီးအနာယူ။ ကျွေးမကလေးမွေးရင်တော့မိဘအရင်ဘာလို့ပြန်လာမလဲကလေးမွေးတာပဲငါတို့လေးမွေးဘူးတယ်နင်တို့လိုနှုတ်မနေဘူးအကုန်လောက်ရတာပဲသမဲဖောက်ပြန်မှာကြောက်တော့တအားခြေလန်းပြည့်ရင်အိမ်ကမိမအသုံးမချလို့တဲ့နော်ချက်ပြောရင်အများကြီးချမ်းပါသေးတယ်ကုသသမီးနဲ့ရှင်ရင်နော်ကိုချင်းစာပြီးကျွေးမအပေါ်မြေတာထားပြီးကြရိရောက်မှရရှိသလိုနော် ိုဦးကိုသားသားသမီးကလွဲလို့ရှိရင်သူများသားသမီးကအဖိုးမတန်တလို့ဆက်ဆံခြင်းချရသူတွေလေးရှိတယ်နော်ကြောက်ဖို့ကောင်းတဲ့အတ္တတွေမမနာတွေနဲ့ခွဲခြားဆက်ဆံမှုတွေကြောင့်သားသမီးတွေဘဝပြည့်အင်ထောင်ရေးမသားမယဖြစ်ပြီးပျက်စီးကြတာတွေလည်းအများကြီးပဲဗျာဒါတွေကိုဒီဇက်ကကပညာပေးသွားတာပဲဖြစ်ပါတယ်အားကြောင့်မလို့ရောက်ခမတွေအနေနဲ့လေးညတ်တာတဲ့ရောက်ခမကောင်းတဲ့တိတက်တဲ့အချွေးမကောင်းနေနော်ဖြစ်ဖို့အတွက်ကြိုးစားရပါလိမ့်မယ်ဒါမှအင်းထောင်ကသားရပါလိမ့်မယ်အခုတော့နော် မင်းမီကလေရောက်ခမကရိုင်းတိုင်းသူလည်းပြန်ရိုင်းနေနော် ရောက်ခမကလေချွေးမကိုနော် သူသားသူ့မြေကလွေးရင်ချွေးမကိုကြနော်ပိုးဆုပ်ပက်ဆက်ကိုလုံးဝနော်အေးထောင်ရေးကိုဖြူဖြက်နေတာတွေ့ရပါတယ်နော်အဲဒါကြောင့်မလို့မမိမှာပါမှနော်ဖူဖူလုံးလုံးဘာမှမရှိလို့ရှိရင်အိမ်ထောင်ပြုမိလို့ရှိရင်ဘလောက်တိတိဒုက္ခရောက်နိုင်တယ်လဲဆိုတော့ကိုဒီဇက်ကာကပြသွားခဲ့တာပဲဖြစ်တယ်ဒီတခါကျတော့နော်မိသားနဲ့မင်းသမီးရဲ့တားကိုသူ့အကူတို့ကနော်မိသားရဲ့အကူတို့ကမွေးစားတယ် ။ဝေးစားတဲ့ခါကျတော့မိသားရဲ့အကူမာလေးမချလဲကိုဝင်ရှိလာတဲ့ခါကျတော့နောက်မိသားအကူရဲ့မိမမာလေးကိုဝင်ရှိလာတဲ့ခါကျတော့သူတို့ရဲ့ရင်တွေးကိုပဲ EU site တော်တွေဆိုတော့သူတို့မွေးလာမယ်ကလေးလေးကိုပဲပိုချစ်သွားကြတယ်။ဆိုတော့နော်မိဘတွေလောက်ကုသားသွေးအရင်လောက်နော်ဘသူကမှဒီလောကကြီးမှာဘသူကမှဒါမစားနိုင်နိုင်ဘူးမချစ်နိုင်ဘူးဆိုတော့မိမောင်ထွေးပြနေတာလေဖြစ်ပါတယ် နေထူးနိုင်တဲ့မိုးပြပြမောင်ရဲ့အမောင်ဘဲချမ်းကိစ္စတွေပေါ်ပေါက်လာတာဖြစ်တဲ့အတွက်တနင်္ဂနွေလုံးဝလေးအောင်အောင်ကြရပါ ರೀ နေထူးနိုင်ကတော့သူ့မိမကိုအရန်ချစ်တတ်တဲ့ယောက်ျားဆိုပြီးတော့နော်သူကတိုင်းသမားဖြစ်ပေမဲ့မိမကိုတော့အရန်ကြောက်တတ်တဲ့ယောက်ျားဆိုပြီးတော့ချစ်တတ်တဲ့ယောက်ျားဆိုပြီးတော့ online ပေါ်မှာသင်စားခံနေရတဲ့အချိန်မှာပဲသူ့နဲ့ဇက်ကပေါင်းအကား300ကျော်လောက်ရိုက်ကူးခဲ့တဲ့မိုးပြပြမောင်နဲ့အိယာဘောကကိစ္စတွေပြန်နှံ့လာတာဖြစ်တဲ့တော့တနင်္ဂနွေလုံးဝပြည်သက်တွေကလေးအောင်အိုကြရပါ ರೀ ဝင်းရင်းကမိုးပြပြမောင်ကိုအင်တာဗျူအာတွေကနေထူးနိုင်တဲ့ဇက်ကားတွေဘာကြောင့်မရိုက်တော့တာလဲဆိုပြီးတော့မေးမြန်းကြေကြရမှာမိုးပြပြမောင်ကကိုနေထူးနိုင်ရဲ့သူ့တဘွားတသက်တာလုံးမှာအမှုပညာနဲ့ပတ်သက်ပြီးတော့သူ့ကိုအမြဲတမ်းဆွဲတင်ပေးခဲ့တယ်။သူနဲ့ကားတွေအများကြီးရိုက်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒါပေမဲ့ခုကိုနေထူးနိုင်တဲ့ဇက်ကားမရိုက်ရတဲ့အကြောင်းရင်းကတော့ကိုနေထူးနိုင်ကမင်းသမီးတယောက်ကိုဇက်ကားတကားအတွက်၅သိန်းပဲပေးလို့ပဲဖြစ်ပါတယ်တဲ့။သူကနေထူးနိုင်နေရရင် ငါသိမ့်ပဲရတာပေါ့ဗျာနေထူနိုင်ကမင်းသမီးတွေကိုနော်ဒါအများကြီးပတ်ဆက်အများကြီးမပေးရတဲ့အကြောင်းရင်းရှိတယ်အဲ့ဒါကတော့နေထူနိုင်ဟာဇာကတကရိုက်တဲ့အခါမှာမင်းသမီးမင်းသားတွေကိုပဲပုံအိုပြီးပေးတာမဟုတ်ဘင်းနဲ့အဲ့ဒီမှာပါဝင်တဲ့နော်ဆပုဆိုင်ရန်ကအစအကုန်လုံးကိုတန်းသူညီမျှပေးတဲ့စနစ်ကိုကျင်းသုံးချောင်းလင်းချသည်ရပါလိမ့်ဒါပေမဲ့တချို့ကတော့အခုလိုမျိုးမိုးပြပြမောင်ကနေထူနိုင်တဲ့ဇာကလုံးဝမရိုက်တော့တဲ့အကြောင်းရင်းကနေထူနိုင်ရဲ့မိမအကြောင်းဆိုပြီးတော့ပြောဆိုနေကြပါဖြစ်ပါလိမ့် ဒီနောက်ပိုင်းမှာလေမိုးပြပြမောင်ရဲ့အရင်က HD ပြန်ထန်တဲ့ကိစ္စကနေထူးနိုင်တယ်ဆိုပြီးတော့ online ပေါ်မှာတည်ရေးတည်နေကြတာဖြစ်တဲ့အတွက်တနိုင်ကလုံးကပြည်သက်တွေကလေနေထူးနိုင်ကသူ့မိမကိုတော့ချစ်တာအလိုမျိုးလုံးမမဟုတ်ပါဘူးဆိုပြီးတော့ပြောဆိုမှုတွေရှိသလိုတချို့ကတော့တည်တည်ကြကြကိုနေထူးနိုင်တဲ့စကားအကာပေါင်း300လောက်ရိုက်ကူးခဲ့တဲ့မိုးပြပြမောင်ဟာနေထူးနိုင်နဲ့မပတ်သက်ဘူးဆိုတာကတော့မပတ်သက်နိုင်ဘူးဆိုတာကတော့ဒါလုံးဝမဖြစ်နိုင်ဘူးရိုက်ခွေးမောင်အမြဲတမ်းစားသူလာသူနော် သွာလာနေကြတာနေထူးနိုင်တဲ့သူရဲ့ဇနီးအတူရှိနေတာထက်တော့သူတို့မျိုးရဲ့ရိုက်ကွင်းအချိန်တွေကတော်တော်လေးကိုများပါတယ်ဆိုပြီးတော့ပြောဆိုနေကြပြီဖြစ်ပါတယ်စစ်ကောင်စီကိုကူညီလို့ဆိုပြီးတော့စစ်ကောင်စီကလှုပ်ချင်အားလှုပ်ခင်ပေးနေတဲ့ပေါ့ကူတို့ရဲ့မိမကိစ္စအရှုပ်တော်ပုံနဲ့မရိမှုတွေထွက်ပေါ်လာလို့တိုင်းကလုံးကလန့်ပြန်ခဲ့ရပါပြီဒီတော့ဒီမှာတော့ဘုံကြီးသူ့တွေရဲ့မရိမှုတွေပဲကြားနေရတယ် ရေကူမျိုးကအောင်ပုံးပြေကျောင်းတိုက်ဆရာတော်ဟာဆွင်လေးပေးအိမ်ကျောင်းတကာမှအကူမရင်းကြည့်လို့မရလို့အပိုင်းပိုင်းခုဖြတ်တတ်တယ်။နောက်ထပ်မှုတွေလည်းများကြီးပဲဘုံကြီးသူတွေကမြန်မာနိုင်ငံမှာများလာတယ်လေစားစရာမရှိလို့ဘုံကြီးဝတ်တယ်ဒါတွေပဲများလာတဲ့ကဲ့နော်ဘုရားရဲ့တရားကိုမျက်နှာလို့သရဏကိုမျက်နှာလို့ဝင်းနေသူကခက်ရှားရှားပဲနော်ဒီနေ့ခေတ်မှာဆိုတော့အခုပေါ့ကူတို့ကလည်းအလုံးပြီးချပါရီစစ်ကောင်စီအထောက်ခံနေပေါ့နော်ထောက်ခံနေဆိုတော့စစ်ကောင်စီကလည်း လုတ်ပိုင်ခွင့်အများကြီးပေးထားတယ်ဗီဆိုတီနော်ထောင်ကြီးမွေးထားတာဖြစ်ပါတယ်ဆိုတော့ဗီဆိုတီတွေရေဂိမ်းချုပ်လို့တော့ကျွန်တော်နေနေပြောလို့ရတယ်နော်မွေးတိုင်းဂိမ်းချုပ်လို့ကျွန်တော်ပေါ့ကူတော့ပြောလို့ရတယ် online ပေါ်မှာလေးဆိုတော့ social influencer တယောက်အနေနဲ့ရက်တည်နေတာပေါ့လေကျွန်တော်တို့စီကောင်စီကိုထောက်ခံနေသူလည်းအများကြီးရှိတယ်ဆိုတော့နော်အခုပေါ့ကူတော့ရေဒါမိမတွေကိုနော်ဂျုံးနေတဲ့ပုံတွေကတတော်လေး online ပေါ်မှာပြန့်နှံ့လာတယ်နော်ဗီဆိုတီတယောက်ကပြန့်နှံ့ထားတယ်လို့ကြားသိရတယ်သူကမကျေနပ်တာလားဘာလားမသိဘူးပေါ့နော် ပုဂ္ဂိုလ်တို့ဟာမိမဆီအောင်တဲ့အထက်ကိုသုံးဆောင်နေပြီဖြစ်ချောင်းလေးပြီးရပါတယ်။တော်တော်လေးကိုစိုးတာပါ။အဲ့ဒီမူဝေးတိုင်းမှာနော်ကျွန်တော်တို့ပုဂ္ဂိုလ်တို့ကိုဘာမှမပြောရဲချဘူးတဲ့နော်။ဆိုတော့အတော်လေးကိုစိုးပါတယ်နော်။ဒီကိစ္စကကျွန်တော်တို့ဘုသူမကြီးမြောင်းလိုက်စီရောက်ဖို့အတွက်ကျွန်တော်နေနေသုံးဆောင်ဖို့လိုပါတယ်နော်။အခုကအထက်ပိုင်းကိုမရောက်ဘဲနဲ့အောက်ခြေကရရှိတွေကနော်လှုပ်ပေးချင်တယ်လို့လှုပ်ပေးနေကြပြီဖြစ်ပါတယ်။မြောင်းလိုက်လို့လို့နော်ဘုသူမကြီးမြောင်းလိုက်လို့လို့အစီမျိုး ီကိစ္စတွေကိုကြားသိလို့ရှိရင်တော့အရှင်တော့ထားမှာမဟုတ်ဘူးเนาะဒီဒီကူဆရာတော်ဖရာကြီးကလေဒီလိုလူမျိုးတွေကိုထုတ်ပေးမှာမဟုတ်ဘူးเนาะတရဏာကနေတော့ထုတ်ပေးလိုက်မှာတော့အသေးချာပဲကိုတော့ပေါ့ကူတော်ရင်မတိမှုတွေเนาะမိမလေးတွေကိုเนาะသုံးဆောင်နေမှုတွေအများကြီးပေါက်ကြားလာပြီလေဖြစ်ပါရယ်เนาะညမနေကြီးတလာရအနုပညာရှင်ကြီးတွေဖြစ်ကြရီချစ်သူဝင်နေလင်းလင်းကတော့အမေရိကန်ကနေ US နမရာဂျီထရန်ရဲ့အခုဂျီဝင်ခွင့် နေဥပဒေအတင်းနဲ့နင်းထုတ်ခံလိုက်ရပြီဆိုပြီးတော့ online ပေါ်မှာရေးသားဖော်ပြနေကြတာဖြစ်တဲ့အတွက်တနိုင်ကလုံးဝပြည်သူတွေကအယံယံကိုလက်နေကြပါပြီချစ်သူဝင်နေလင်းလင်းကတော့သူတို့ရဲ့ဘဝကိုဆွန့်လွတ်ပြီးတော့เนาะသူတို့ရဲ့ဘဝသာမကဗျာသူတို့နှစ်ယောက်ရဲ့တမီးလေးဘဝကိုတောင်ဆွန့်လွတ်ပြီးတော့เนาะကျွန်တော်တို့တော်ရဲမှာမိသားစုလိုက်ရှင်သန်ရေးနဲ့တော်လိုင်းရေးမှာပါဝင်ခဲ့တာပဲဖြစ်ပါတယ်။နောက်ဆုံးကြတော့အရန်ကန်ကောင်းပြီးတော့တတိယနိုင်ငံဖြစ်တဲ့အမေရိကန်နိုင်ငံမှာဝင်ရောက်ခွင့်ရသွားတယ် ဝယောက်ခွေရရည်ဆိုပေမဲ့တည်တည်ချာချာတော့မသိဘူးပေါ့နော်သူတို့ကဒေဝင်မဟုတ်ဘူးလားကိတ္တခဏခလုံးခွင်ပေးတာလားကျွန်တော်တိချာမသိဘူးအခုအမေရိကန်သမ္မတဖြစ်တဲ့ဒေါ်နယ်ထရန့်ကမြန်မာနိုင်ငံကိုလုံးဝလုံးဝသူတို့နိုင်ငံကိုမြန်မာပြည်သူပြည်သားအကုန်လာရောက်နေထိုင်ခွင့်ကအစအကုန်လုံးဝင်ခွင့်ကအစနော်ပိတ်ပင်လိုက်တာတိုင်းကလုံးနေတိပိတာဖြစ်မှာပါမင်းအောင်လိုင်းဟာအားလုံးအားလုံးနဲ့ပူပေါင်းနိုင်ပါတယ်မလေးရှားနေရောပူပေါင်းနေထိုင်းနေရောပူပေါင်းနေနော် အကုန်လုံးနဲ့ပူးပေါင်းပြီးတော့အဲ့ဒီနိုင်ငံမှာရှိတဲ့ကျွန်တော်မြန်မာပြည်သူပြည်သားတွေကိုပြန်ခေါ်နေရပြီဖြစ်ပါတယ်။အဲဒီမှာဆိုရင်ဟောအဲ့ဒီမှာသွားပြီးတော့သွားနေပြီးတော့တော်လိုင်းလေးလုပ်တဲ့သူတွေကိုမြောင်းနိုင်ငံတယောက်ပြီးတယောက်ဦးဖန်စီနေတယ်လို့ကြားတယ်။အခုချစ်သူဝေတို့ကိစ္စလည်းမြောင်းနိုင်ငံကလောက်တာလားဆိုပြီးတော့အမျိုးမျိုးပြောဆိုနေကြပါလိ။ဒီချောင်းတော့မသိဘူးပေါ့။တကယ်လို့ဖြစ်ပါစေနဲ့။တော့ချစ်သူဝေဟာအမေရိကန်နိုင်ငံမှာမနေရဘူးဆိုတော့တော်တော်လေးကိုဒုက္ခရောက်သွားမှဖြစ်တယ်။အဓိကတနာတာကတော့သူ့ရဲ့ခရီးမျိုးပေါ့နော်။ Ah, mano, você faz lente do Eromidazu, Lão de Almazinó.